အမေရိကန်နိုင်ငံသမ္မတဟောင်းဂျော့ W. ဘူရှ်ရဲ့လက်ထက်မှာဒုသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဒစ်ချီနီဟာကွဲလွန်သွားခဲ့ပါပြီးဒစ်ချီနီဟာသူ့တာဝန်ယူခဲ့စဉ်ကကြုံတွေ့ခဲ့ရတဲ့ကမ္ဘာအရေးကိစ္စတွေကြောင့်အငင်းပွားစရာဖြစ်ခဲ့ရတယ်ဆိုပေမဲ့လည်းအောင်မြင်ခဲ့တဲ့ဒုသမ္မတတယောက်လို့မှတ်တမ်းတင်ခံရပါတယ်အခုတော့ဒစ်ချီနီဟာအငင်းပွားစရာတွေအောင်မြင်မှုတွေနဲ့ကြာရှုံးမှုတွေကိုမှတ်တမ်းအဖြစ်ထားရခဲ့ပြီးကမ္ဘာလောကကြီးထဲကနေထွက်ခွာသွားခဲ့ပါပြီ ဒစ်ချီနီကို1940ခုနှစ်ဇန်နဝါရီ30ရက်နေ့မှာနီဘရာစကာပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူ့မိသားစုကအလဲလက်တန်းစားအမေရိကန်အိမ်အောင်စုဖြစ်ပါတယ်။ဒစ်ချီနီဟာပညာရေးမှာလည်းထူးချွန်ခဲ့ပါတယ်။တက္ကသိုလ်တက်ရောက်စဉ်မှာနိုင်ငံရေးသိပ္ပံဘာသာရပ်ကိုလေ့လာသင်ယူခဲ့ပါတယ်။ဒီချီနီဟာနိုင်ငံရေးကိုစိတ်ပါဝင်စားခဲ့ပြီးနိုင်ငံရေးနယ်ပယ်ထဲမှာကျင့်လေခြင်းသူဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့အင်ဖြူရိုမှာဝန်ထမ်းတအူးဖြစ်လာခဲ့ပါတယ်။ အင်ဖျူလို့ဆိုတာအမေရိကန်ပြည်အောင်စုရဲ့အာဏာဗဟိုချက်ဖြစ်လို့ဒီအဝန်းအဝိုင်းတဲကိုရောက်ရှိသွားတာကဒစ်ချီနီအတွက်ကောင်းမွန်ခဲ့ပါတယ်။တမရရော်နယ်ရီဂင်နဲ့ဂျော့ဘူးစတိုရဲ့လက်ထက်မှာချီနီဟာအောက်လွတ်တော်အမတ်ဖြစ်လာခဲ့ပြီးသူ့ကိုကွန်ဆာဗေးတစ်ယောက်ဆိုပြီးမြင်တွေ့ခဲ့ရပါတယ်။1990ပြည့်လွန်နှစ်တွေမှာတော့ဒစ်ချီနီကိုကာကွယ်ရေးအတွင်းဝန်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ ဂျော်ဘူးရှီရဲ့လက်ထက်မှာပါဒီအချိန်မှာပဲပင်လယ်ကွေ့စစ်ပွဲဖြစ်ပွားခဲ့ပြီးသူ့အကြံတွေကြောင့်ဆက်တန်ဦးစိန်ရဲ့တပ်တွေကိုကူဝိတ်ကနေတိုက်ထုတ်နိုင်ခဲ့ပေမဲ့ဘက်ကဒတ်အထိမချီတက်ပဲရပ်တန့်ခဲ့တာကတော့ငင်းခုန်စရာတစ်ခုပါဒါကြောင့်ပဲအီရက်စစ်ပွဲထပ်မံဖြစ်ပွားလာခဲ့ပါတော့တယ်ဒီနောက်ပိုင်းတချီနီဟာစီးပွားရေးဘက်ခြေဦးလှည့်ခဲ့ပြီးတော့ဩဇာထက်ကြီးလာတဲ့အတွက် Shadow President လို့တောင်တချို့ကသတ်မှတ်ခဲ့ကြပါတယ်၂000ပြည့်နှစ်မှာတော့ ဂျော့ဘုရှ်ရဲ့သားဂျော့ W ဘုရှ်ရဲ့တွဲဖက်ဒူးတမရလောင်းအဖြစ်ရွေးကောက်ပွဲဝင်ပြိုင်ပြီးအနိုင်ရခဲ့တာကြောင့်ဒူးတမရဖြစ်လာခဲ့ပါတယ်။သူဟာအကြမ်းဖက်နိုင်ငံရေးစစ်ပွဲစတင်ခဲ့ရမှာအခရာကျခဲ့ပြီးအမေရိကန်စစ်အင်အားအပြင် CIA ကိုပါစီမံခန့်ခွဲခဲ့ပါတယ်။2003ခုနှစ်မှာအီရတ်နိုင်ငံကိုဝင်တိုက်ခဲ့တာကလည်းဒီချီနီရဲ့ခြေရာလက်ရာကအဓိကပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲအီရက်စစ်ပွဲကိုအကြောင်းပြုပြီးသူ့ရဲ့နိုင်ငံရေးအနာဂတ်ဟာဖီအားတွေအောက်ကျရောက်ခဲ့ရပါတယ်။တချို့ကတော့သူ့ကိုအမေရိကန်နိုင်ငံကိုကယ်တင်သူလို့ဆိုပေမဲ့တချို့ကျတော့အမေရိကန်ဒီမိုကရေစီကိုဖျက်ဆီးသူလို့ဆိုကြပါတယ်။ဒစ်ချီနီဟာ2012ခုနှစ်မှာနှလုံးအစာထိုးခွဲစိတ်မှုခံယူခဲ့ရပြီးနိုင်ငံရေးနဲ့နည်းနည်းအလန့်ဝေးလာပေမဲ့သူ့သတင်းတွေကမပြောက်သွားပါဘူး။ဒစ်ချီနီဆိုတဲ့နာမည်ကအာနာနဲ့ပြည့်မှုပေါင်းဆက်ထားတဲ့နာမည်ဖြစ်ပါတယ်။ ူဟာစစ်ပွဲတပွဲစတင်ခဲ့သူနိုင်ငံတစ်ခုကိုပြောင်းလဲပေးခဲ့သူဖြစ်ပါတယ်ဒစ်ချီနီရဲ့နိုင်ငံရေးဖြတ်တန်းမှုတမိုင်းဟာအငင်းပွားစရာတွေရှိခဲ့တယ်ဆိုပေမဲ့အမေရိကန်တမိုင်းမှာထင်ကျန်ရစ်နေမဲ့ဆောင်ရွက်ချက်တွေကြောင့်လူတည်သွားပေမဲ့လည်းသူ့ရဲ့အမွေတွေကတော့ကြံနေခဲ့မှာအသေးချာပါပဲ Don't forget to subscribe to Eternal Rain Myanmar